ော်မရှင်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KAI တို့အပြန်အလှန်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဗမော်တိုက်ပွဲမှာစစ်ကောင်စီကထိုးစစ်ဆင်အသာစီးယူလာနိုင်တဲ့အတွက်စစ်ရာရှိချို့ကိုစစ်ကောင်ဆောင်ကယာရုတိုးပေးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်မရှင်ဟာခန်းစစ်အနေထားနဲ့တိုက်ခိုက်နေရပြီးထိုးစစ်ဆင်လာပါကလည်း KAI ရဲ့တံပြန်ထိုးစစ်ကြောင့်အမတ်၂၁စစ်စင်ကိုကဲမှုဌာနချုပ်စကခ၂၁အတွင်းကိုတက်ပြန်စုံနေရပြီမဲ့ အခုရက်ပိုင်းမှာတော့စေရေးပြူဟာပြောင်းလဲပြီးထိုးစစ်ဆင်လာနိုင်တဲ့အတွက်စေရရှိနှုတ်ကိုရာထူးတိုးပေးလိုက်တာပါစစ်ကောင်မရှင်ဟာစက္ကခ27မှုနဲ့တမရှိရှိတမမှုလို့ကိုရာထူးတိုးပေးပြီးပြီးခဲ့တဲ့စက်တင်ဘာ23ရက်နေ့ကစက္ကခ27ကနေ လေရင်နဲ့ခေါ်ထုတ်သွားတယ်လို့သိရပါတယ်ရာထူးတိုးပေးလိုက်တဲ့စက္ကခ27မှုတင်မင်းလက်နဲ့ရှိရှိတမမှုကြော်နိုင်လို့ကိုတက်ချုပ်ကခေါ်တွေ့တယ်လို့သိရပါတယ်ဗမောတာစည်းရလို့ရာထူးတိုးပေးတယ်လို့ ဝါရဖြန့်သတင်းလွှင့်နေပါတယ်လို့ကချင်သတင်းရင်းမြစ်က ERI Times ကိုပြောပါရယ်ဗမော်တိုက်ပွဲအခြေအနေမှာပြင်းထန်လာပြီးစစ်ကောင်မရှင်ဟာ KIA တပ်တွေရှိနေသေးတဲ့လေရင်ကွင်းတစ်ဖက်ချမ်းကိုပါထိုးစစ်ဆင်လာတာပါဒါအပြင်စက်တင်ဘာ26ရက်နေ့ကနေချောင်းပြစ်ကူရီနဲ့မနောခွင်းဘက်ထိစစ်ကြောင်းတက်လာတယ်လို့ဗမော်သတင်းရင်းမြစ်တွေစီကသိရပါရယ်စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့စက်တင်ဘာ26ရက်နေ့လယ်12နာရီလောက်မှာလေချောင်းကနေ9ချိန်လာရောက်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းထိ drone ပုံကျဲတာလက်နက်ကြီးတွေနဲ့ပါပစ်ခတ်ပြီးပစ်ကူပေးခဲ့ပါတယ်။ဗမော်တိုက်ပွဲကို မနစ်ကဒီဇင်ဘာမှာစတင်ခဲ့ပြီးစစ်ကောင်မရှင်ရဲ့တရင်တက်ဌာနတွေကို KIA ကသိမ်းယူထားနိုင်ခဲ့ပြီးစီအေးရအသာစီးယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းစစ်ကောင်မရှင်ကပြီးခဲ့တဲ့ဩဂတ်စ်လကရောက်ရှိလာတဲ့စစ်သည်မော်တွေကနေလက်နက်အင်အားလူဝင်အားဖြစ်တင်ပြီးနောက် KIA ဟာတင်ကားတရင်ပါဝင်တရင်သုံးခုနဲ့ဗမော်လင်းကွင်းတစ်စိတ်တစ်ပိုင်းတို့ကိုလက်လွတ်ခဲ့ရပါတယ်။ လက်ရှိဗီယက်နမ်နိုင်ငံကုန်းတွင်းမိုင်းကိုရောက်ရှိနေတဲ့အပူပိုင်းမုန်တိုင်းဘွယ်လွန်ရဲ့လက်ကျန်လီဖျားနယ်ရင်ဝန်ဟာစက်တင်ဘာ30ရက်နေ့မှာမြန်မာနိုင်ငံအရှေ့ပိုင်းကို စတင်ဝင်ရောက်မယ်လို့သိရပါဗျ။အဲ့ဒီအားကောင်းတဲ့အပူပိုင်းမုန်တိုင်းဘွယ်လွန်ကပြတ်ထွက်လာတဲ့တိမ်တိုက်တွေကြောင့်စက်တင်ဘာ29ရက်ကနေအောက်တိုဘာ1ရက်နေ့အတွင်းမြန်မာနိုင်ငံတဝန်းနေရာကွက်ပြီးမိုးကြီးမယ်လို့စစ်ကောင်မရှင်လောက်ရှိမိုးလေဝသနဲ့ဇဝဗေဒညွှန်ကြားမှုဦးစီးဌာန မိုးစလကဒီကနေ့စက်တင်ဘာ29ရက်မှာထုတ်ပြန်ပါတယ်။တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖွန်းမုန်တိုင်းဘူအလဝိုင်းဟာဖိလစ်ပိုင်နိုင်ငံကိုဖြန့်ကျော်ပြီးနောက်လက်ရှိမှာဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းကိုရောက်ရှိနေကဒီကနေ့ညနေပိုင်းမှာလာအိုနိုင်ငံကုန်းတွင်းပိုင်းကိုရောက်ရှိမှာဖြစ်ပြီးအဲဒီကဆက်ပြီးတော့မြန်မာနိုင်ငံအရှေ့ပိုင်းကိုရောက်ရှိမှာဖြစ်တယ်လို့မိုးစလစီကသိရပါတယ်။ဒီနေ့စက်တင်ဘာ29ရက်မနက်ပိုင်းကနေအောက်တိုဘာ1ရက်နေ့အတွင်းနေပြီးတော့ရန်ကုန်မန္တလေး ပကိုးမကွေးစကိုင်းအေယဝရီတနင်္သာရီတိုင်းနဲ့ကချင်ကရင်နီကရင်ချင်းမော်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာမိုးထစ်ချုံရွာပြီးအချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးတာတွေဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။မြမကရန်တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းရန်မိုးသက်လေပြင်းတွေကြာရောက်ပြီးလိုင်းကြီးမှာဖြစ်တဲ့ပြင်ရေပြင်းမြေပြင်းလေဟာတနအီကို35မိုင်ထိတိုက်ခတ်နိုင်ပြီးလိုင်းမြင့်မှာမြမကရန်တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ ဆယ်ဘေကနေဆယ်နှစ်ဘေခန့်ထိရှိနိုင်တယ်လို့မိုးစလကဆိုပါတယ်။ဒါအပြင်မိုးသည်ထန်စွာရွာသွန်းနာနဲ့တူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပြစ်တာမျက်စိလက်တာမိုးသီးကြွေတာနှစ်ရက်တစ်ပြည့်ရေကြီးတာနဲ့ရေပြိုတာတွေဖြစ်ပေါ်နိုင်တယ်လို့မိုးစလကအတိပေးထားပါတယ်။နိုင်ငံတကာသတင်းဌာနတွေရဲ့ဖော်ပြချက်အရဖိလစ်ပိုင်မှာ အပူပိုင်းမုန်တိုင်းဘူးအလွိုင်းကြောင့်လူ26ဦးသေဆုံးပြီး14ဦးပျောက်ဆုံးခဲ့ပါတယ်။ ကင်းနီပြည်နယ်ဒီမော့ဆိုဒေသမှာစစ်ကောင်မရှင်ရဲ့စစ်ကြောင်းထိုးဝင်ရောက်လာမှုတွေကြောင့်တိုက်ပွဲတွေပြင်းထန်နေပြီးဒီမော့ဆိုဖရူဆိုဘောလခဲလမ်းမကြီးတခြားမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ကင်းနီမျိုးသားမြောက်ကာကွယ်ရေးတပ် KNDF ကမနေ့ကစက်တင်ဘာ28ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်မရှင်တပ်ဖွဲ့တွေဟာဒီမော့ဆိုမြို့နယ်ကိုအလုံးစုံပြန်လည်သိမ်းပိုက်နိုင်ဖို့ဩဂတ်စ်လကစတင်ပြီးတော့အပြင်းထန်ထိုးစစ်ဆင်နေတာဖြစ်ပြီး ဒေါင္ကန်ခါရက်ကွက်နဲ့အနီးတဝိုက်ကိုအင်အားအလုံးရင်းနဲ့ဝင်ရောက်လာတဲ့ဒေါင္ကန်ခါရက်ကွက်နဲ့အနီးတဝိုက်မှာအင်အားအလုံးရင်းနဲ့ဝင်ရောက်လာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်ဖြစ်နေတယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။ဒါအပြင်ဒေါင္ကန်ခါရက်ကွက်နဲ့အနီးတဝိုက်ကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်တာဒရုန်းနဲ့တိုက်ခိုက်တာတွေနဲ့လက်နက်ကြီးပစ်ခတ်တာတွေကိုလည်းနေ့စဉ်ပြုလုပ်နေပါတယ်။စစ်ကောင်စီရဲ့စစ်ကြောင်းတွေကကျွန်တော်တို့ဒီမော့ဆုမြို့ကိုအလုံးစုံသိမ်းပိုင်နိုင်ဖို့ထိုးစစ်ဆင်နေတယ်ပေါ့နော်။ ပြီးတော့ဘောလခဲမြို့ကိုလည်းသွားဖို့ကိုစိုင်းပြင်းနေတဲ့ပုံစံဖြစ်တယ်။အထူးသဖြင့်ဘောလခဲမြို့မှာရှိတဲ့သူတို့တရင်ကိုပြန်ပြီးတော့မှ ပေါင်းစည်းချိတ်ဆက်နိုင်မှုဖြစ်တယ်လို့ KNDF သတင်းပြန်ကြားရေးတာဝန်ရှိသူတာရဲဆိုက ARD Times ကိုပြောပါရယ်။ဒါအပြင်ကင်းနီဒေတာအတွင်းတိုက်ပွဲတွေမှာစစ်ကော်မရှင်ကတပ်သားအစ်တွေအများပြားကိုလည်းအုံပြုနေပြီးစစ်ကော်မရှင်တပ်သားအယောက်30ကနေ90အတွင်းတေဆုံးနိုင်တယ်လို့ KNDF စီကသိရပါရယ်။ စစ်ကောမရှင်ရဲ့ဒီမော့ဆိုကတဆင့်ဖရူဆိုကိုစစ်ကြောင်းထိုးတဲ့စစ်ကြောင်းနဲ့ရင်းနှန်းတွေဟာဖရူဆိုအခြေဆိုင်အမတ်ဆက်လေးတမ်းမြင့်စစ်လေးကျင်အကြောင်းကိုရောက်ရှိနေပြီးအဲဒီကတဆင့်ဘောလခဲမျိုးနယ်ဘက်ကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေပြီးဒီမော့ဆိုဖရူဆိုဘောလခဲလမ်းမကြီးတစ်လျှောက်တိုက်ပွဲတွေဖြစ်နေတာပါဒါအပြင်ကီအန်နီဒေသမှာမိုးပြင်းနဲ့အနီးကျေးရွာတွေရှိဒေသခံတွေကိုစစ်ကောမရှင်ကဖမ်းဆီးနှိပ်စက်တာတွေလုပ်ဆောင်နေပြီးခဲခုံမြို့နယ်တောင်စလုံးကျေးရွာဘက်မှာလည်း PNO တပ်ဖွဲ့တွေနဲ့ပူးပေါင်းကာ စစ်ကြောင်းတွေဖြန့်ကျက်လှုပ်ရှားမှုတွေပြုလုပ်နေတယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်ရီတိုင်းပသိမ်မြို့မှာလူငယ်တွေကိုဖမ်းဆီးပြီးအခြားဒေသတွေကိုစစ်မှုရန်စာထုတ်ဖြင့်ရောင်းစားတဲ့အုပ်ချုပ်ရေးမှူးနှုတ်ဦးကိုဖမ်းဆီးခဲ့ပေမဲ့သူပြန်လွတ်ပေးလိုက်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာ25ရက်နေ့ကပသိမ်မြို့အမတ်ရှိရကွက်အုပ်ချုပ်ရေးမှူးဦးဟန်ဝင်းအောင်နဲ့ရဲကြီးစေးရီတူအမတ်30ရက်ကွက်အုပ်ချုပ်ရေးမှူးဦးအေးကိုတို့ကို နေမှာဝင်ရောက်ဖမ်းဆီးခဲ့ပေမဲ့၃ရက်အကြာမှာပြန်လွတ်ပေးခဲ့တာပါအမတ်၁၀အုပ်ကြီးကိုလာဖမ်းတော့ကရှောင်သွားပြီးအခုရုံးပြန်ထိုင်နေပြီသူ့ကိုတိုင်ချင်ရင်မင်းအောင်လိုင်းကိုသွားတိုင်မှာရမယ်ဆိုပြီးစိန်ခေါ်နေတယ်လို့ရက်ွက်ဒေတာကန်တူက AR Times ကိုပြောပါရယ်ဖန်စီခံရတဲ့အုပ်ချုပ်ရေးမှုတွေရဲ့ license နဲ့ကားတွေကိုရဲတပ်ဖွဲ့ကသိမ်းဆီးသွားပေမဲ့အမှုဖွင့်ထားတာမရှိသေးဘူးလို့ပတိန်မြို့နယ်ရဲတပ်ဖွဲ့နဲ့နှိစက်သူတူကပြောပါရယ် ။အေရီတိုင်းရှိရက်ကွက်နဲ့ကျေးရွာတွေမှာစစ်မှုရန်တင်းတန်းတက်ရောက်ပြီးရှေ့တန်းကိုပို့ဆောင်ရမှာတေဆုံးမှုတွေရှိလာပြီးလိုက်မဲ့သူမရှိတာကြောင့်အုပ်ချုပ်ရေးမှုတွေကလူပွဲစားတွေနဲ့ပေါင်းပြီးလူငယ်တွေကိုဖမ်းဆီးပြီးအခြားဒေသတွေကိုရောင်းစားနေတာဖြစ်ပါတယ်။ကိုကန့်ဒေသမှာကြားဖြန့်စင်တာတွေထူထောင်ခဲ့တဲ့မိသားစုရာဇဝတ်ဂိုင်းဝင်၁၆ဦးကိုတရုတ်တရားရုံးကစက်တင်ဘာ၂၉ရက်မှာတည်တံ့ချခဲ့ပါတယ်။ အေယုနိုင်ငံဟာကြားဖြန့်စင်တာတွေကိုဖြိုခွင်းဖို့ပြီးကရက်လာတွေအတွင်းအာဆီယံနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှုအရှိန်မြင့်ခဲ့ပြီးထောင်နဲ့ချီတဲ့ကြားဖြန့်လုပ်သားတွေကိုတရုတ်ကိုနေရပြန်ပို့ခဲ့ပါတယ်။အဆိုပါမိသားစုရာဇဝတ်ခိုင်းဟာ2015ခုနှစ်ကစပြီးကြားဖြန့်လုပ်ငန်းမွေးရစေးမောင်ကိုကူမှုပြည်ထစာလုပ်ငန်းတွေလုပ်ကင်တာကာစီနိုတွေထူထောင်ပြီးရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်လို့ဝမ်ဂျိုးတရားရုံးကပြောပါတယ်။ အဆိုပါဂိုင်းဟာကိုကန့်ဒေတာမှာကြားဖြန့်စင်တာတွေထူထောင်ဖို့လက်နက်ကိုင်ဖွဲ့ကို အားထားခဲ့တယ်လို့တရားရုံးကလူမှုကွန်ရက်မှာတင်ခဲ့တဲ့ထုတ်ပြန်ချက်မှာပြောပါရယ်အဆိုပါရာဇဝတ်ဂိုင်းဟာကြားဖြန့်လုပ်ငန်းကထွက်ပြေးဖို့စူးစမ်းသူဒါမှမဟုတ်စီမံခန့်ခွဲမှုမလိုက်နာသူ14ဦးကိုတပ်ဖြတ်ခဲ့တယ်လို့တရားရုံးကဆိုပါရယ်ကြားဖြန့်လုပ်ငန်းတွေဟာလက်နက်ကိုင်ကာကွယ်ပေးတဲ့ငွေကြေးထောက်ခံသူတွေများစွာကိုဆွဲဆောင်ခဲ့ပြီးဒေါ်လာ1.81ဘီလီယံနဲ့ညီမျှတဲ့ ယွမ်း7ဘီလီယံပေါင်ဝင်ခဲ့တယ်လို့တရားရုံးရဲ့ထုတ်ပြန်ချက်ကဖော်ပြပါရယ်။တေရန်ချမှတ်ခံရသူတွေကိုနှစ်နှစ်ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး23ကို1005နှစ်ကနေ23နှစ်ထိချမှတ်ခဲ့တာပါ။တရုတ်ရဲ့အရှိတောင်အာရှကြားဖြန့်ကိုင်းတွေဟာစိုက်ဘာစင်တာတွေကတဆင့်နှစ်စဉ်ဒေါ်လာဘီလီယံချီလိမ့်လည်နေကြတယ်လို့ကုလသမဂ္ဂကဧပြီလအတွင်းသတိပေးခဲ့ပါရယ်။2025ခုနှစ်ဧပြီလအတွင်းကမ္ဘာနိုင်ငံ20ကျော်က လူပေါင်း9000ဝန်းကျင်ကိုမြန်မာနိုင်ငံရှိကြားဖြတ်လုပ်ငန်းတွေကကဲထုတ်ကောင်းနေရက်ပြန်ပို့ခဲ့ပါတယ်ဘုံသဘောတူညီချက်9ရက်ပေါ်အများယုံကြည်လက်ခံနိုင်စွမ်းပြန်လည်ရရှိဖို့အာဆီယံဖွဲ့ကကြိုးပမ်းနေပြီးမြန်မာနိုင်ငံမှာလုံခြုံရေးနဲ့တည်ငြိမ်မှုရရှိဖို့ဆောင်ရွက်နေတယ်လို့မလေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟက်ဆန်က ပြောပါတယ်သဘောတူညီထားတဲ့အပြစ်ခတ်ရစဲရေးတွေဒေတာချို့မှာကျိုးပြတ်ခဲ့ပြီး အကြမ်းဖက်မှုတွေကအရက်သားတွေကိုအနေဖြစ်စေတာကို အာဆီယံဖွဲ့ကအလွန်မင်းစိတ်ပြတ်မိတယ်လို့၎င်းကဆိုပါတယ်မြန်မာဟာဒေသတစ်ခုတောင်ဖြစ်ပြီးအထူးချန်တိုင်းပြည်တစ်ခုမဟုတ်တာကိုအာနာယယူထားသူတွေကသိရမဲ့တာဝန်ရှိတယ်လို့သူကဆက်ပြောပါတယ်မြန်မာတွေဥဆောင်တဲ့ပြိပခဖြေရှားဖို့ကောင်းမွန်တဲ့ယုံကြည်မှုရရှိရေးအတူလက်တွဲဆောင်ရွက်ပါကတောက်ပပြီးဘေးအန္တရာယ်ကင်းတဲ့အနာဂတ်တည့်ရရှိတယ်လို့မိုဟာမက်ဟဆန်ကပြောပါတယ် စနေနေ့ကနယူးယောက်မြို့ရှိကုလသမဂ္ဂဌာနချုပ်မှကျင်းပတဲ့အကြိမ်80မြောက်အထွေထွေညီလာခံမှာမလေးရှားနိုင်ငံရဲ့ထုတ်ပြန်ချက်ကိုဖတ်ကြားစဉ်သူကအခုလိုမှတ်ချက်ပြုခဲ့တာပါငြိမ်းချမ်းရေးနဲ့လုံခြုံရေးတိုးမြင့်တာစီးပွားရေးကြမ်းကြမ်းခံမှုမြင့်တင်တာနဲ့တာရှိခံဤမှန်းချက်တွေရှေ့ဆက်လှုပ်ဆောင်တာမှာအာဆီယံဟာဒေသဆိုင်ရာဖွဲ့စည်းတွေနဲ့အရေးပါတဲ့အခမ်းအနားကနေဆက်လက်ပါဝင်မယ်လို့၎င်းကဆိုပါတယ် စိန်ခေါ်မှုတွေဆက်ရှိနေတာကို မိုဟာမက်ဟဆန်ကဝန်ခံခဲ့ပေမဲ့အာဆီယံဖွဲ့ဟာသက်ဆိုင်ရာတိုင်းပြည်တွေကိုကတိကဝတ်တွေလေးစားသမှုရှိကြဖို့တိုက်တွန်းမယ်လို့ပြောပါရယ်